ုတ်ကဲ့ဆရာအခုဟိုဥရောပတော်ဘာမှာပေါ့နော်ဟိုဒီဘာသာညာလူမျိုးတွေနဲ့ဥရောပသားတွေနဲ့ပေါ့နော်ထောက်လျှောက်ကိုဟိုစာချပတ်ချင်းနေဖြစ်နေတယ်ဆန္ဒပြမှုဖြစ်နေတယ်အဲဒီအကြောင်းလေးတွေကိုသေးသေးပြောပြပေးပါဦးခင်ဗျာဟုတ်ကဲ့အဲအရင်တော့ကတော့ကျွန်တော်ဆွေးနွေးတင်ဆက်ပေးခဲ့တာလေးတခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အစွန်ရောက် library ရဲ့အချိန်တွေကိုထိန်းချိပေးနေရတယ်ဆိုတော့အကြောင်းလေးနဲ့ဆိုးလို့လေးဖြစ်ပါတယ်တကယ်တမ်းကျတော့ဥရောပဒေသ နဲ့အမေရိကန်ပြည်တော်စုဟာကမ္ဘာမှာချမ်းသာကျွယ်ဝတဲ့နိုင်ငံတွေတရှိတဲ့ဒေသကြီးတစ်ခုဖြစ်ပါတယ်။ဥရောပနိုင်ငံအများစုဟာကျွန်တော်တို့ခေတ်မီနီးပညာတွေနိုင်ငံရေးစနစ်တွေငွေကြေးကိစ္စရပ်တွေအခြားသောကဏ္ဍပေါင်းစုံနေပေါင်းစုံမှာခေတ်မီတဲ့နိုင်ငံကြီးတွေဖြစ်ပါတယ်။ခေတ်မီတဲ့နိုင်ငံကြီးတွေဖြစ်တဲ့အတွက်စီးပွားရေးရလဲအတန်းအသင့်ကျွန်တော်တို့ချမ်းသာကျွယ်ဝတဲ့နိုင်ငံတွေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ liberal ဆိုတဲ့ဝါဒပေါ်ထွန်းလာပြီးတဲ့အချိန်မှာ labor ရဲ့လွတ်လပ်မှုတွေကိုအခွင့်ကောင်းယူပြီးတော့မှတလွဲအုံချခံခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒီမိုကရေစီရဲ့လူခွင့်ရေးအချိန်ချင်းအတန်တန်တွင်တွင်ပြောကြားနေတဲ့နိုင်ငံတွေရဲ့သဘောထားကိုဘာသာကြီးတစ်ခုကနေအခွင့်ကောင်းယူမြတ်ထုတ်ပြီးတော့မှဆိုပါဒေတာတွေမှာအခြေချဖို့ကြိုးပမ်းခဲ့ကြပါတယ်။ပကမကနဦးရရတော့ကျွန်တော်တို့မြေသိအကြောင်းမျိုးမျိုးကြောင့်ဖြစ်စေ အဲဘရစ်ဒိန်းနိုင်ငံထဲကိုရောက်ရှိလာတယ်ဘရစ်ဒိန်းနိုင်ငံထဲမှာကျွန်တော်တို့အခြေချခွင့်ရအောင်လုပ်တယ်အဲဒီကနေမှတခြားနိုင်ငံတွေမှာပညာသင်ယူကြတယ်ဘရစ်ဒိန်းနိုင်ငံတစ်ခုတည်းမဟုတ်ပါဘူးကျွန်တော်တို့အခုဥရောပနိုင်ငံအများစုတော့မှနေကြတယ်နေကြပြီးတော့မှတဖြည်းဖြည်းနဲ့အဲဒီသက်ဆိုင်ရာနိုင်ငံတွေရဲ့နိုင်ငံရေးစီးပွားရေးလူမျိုးရေးအတိုင်းဝိုင်းတွေမှာတဖြည်းဖြည်းနဲ့ကျွန်တော်တို့လူရဝင်အောင်တဖြည်းဖြည်းနဲ့အလားနဲ့ပဲအခြေချမှုချဲ့တင်လာပြီးတဲ့နောက်ပိုင်းမှာသက်ဆိုင်ရာနိုင်ငံတွေရဲ့ အဲရင်ကျေးမှုအချင်းချင်းမှာအဆင်မပြေတာဖြစ်လာဖြစ်လာတော့ကျွန်တော်တို့ကပထမပိုင်းကတော့ဒီလောက်ရည်ရချက်ကြီးနဲ့အဆူဆူဝါးဝါးဖြစ်လိမ့်မယ်လို့မထင်ခဲ့ကြပါဘူးနောက်ပိုင်းကျတော့မှရည်ရချက်တစ်ခုနဲ့စနစ်ကျဆောင်ရွက်ခဲ့တာဆိုတာလေးလေ့လာတွေ့ရှိရပါတယ်။ဘာကြောင့်လဲဆိုတော့အခုလက်ရှိကျွန်တော်တို့ထင်ရှားတဲ့တာဒကာကတော့ဗြိတိန်နိုင်ငံမှာဝင်ကြီးချုပ်ကီယာစတာမာကိုကျွန်တော်တို့လွှတ်တော်တွေကနေနှင်ထုတ်တဲ့ဖြစ်စဉ်ဖြစ်လာတယ်ဖြစ်စဉ်ဖြစ်လာတော့အာလက်ရှိမှာ ဗြိတိန်နိုင်ငံထဲမှာရှိတဲ့အချို့သောဘာသာကြားလူပုဂ္ဂိုလ်တွေဟာ Sharia law ပြဋ္ဌာန်းမှုအဆင့်တွေကိုကျွန်တော်တို့ကြိုးပမ်းလာတာလေးရှိပါတယ်။အဲ့တော့လူလူစစ်တမ်းကိုကောက်လိုက်တဲ့အချိန်မှာအဲကျွန်တော်တို့ဒီဒေတာကန်ဗြိတိန်နိုင်ငံသူနိုင်ငံသားတွေကစစ်တမ်းကိုကောက်လိုက်တဲ့အချိန်မှာ90ရာခိုင်နှုန်းရဲ့သဘောထားကတော့ကျွန်တော်တို့ဒီတခြားဘာသာဝင်ဘာသာခြားလူပုဂ္ဂိုလ်တွေနေရာထိုင်ရတာအဆင်မပြေဘူးဆိုပြီးတော့အဖြေထွက်ပါတယ် နောက်တစ်ခုကတော့40ရာ41ရာခိုင်နှုန်းကတော့ဒီတိုင်းတစ်ပါးဝင်ရောက်လာတဲ့လူတွေနဲ့နေထိုင်ရတာစိုးကျိုးတွေဖြစ်ထွန်းစေတယ်ဆိုတော့ဆန္ဒနှစ်ခုပေါ်ပေါက်လာပါတယ်ဆန္ဒစက်တမ်းပေါ်ပေါက်လာတော့လေပေါ်ပေါက်လာတော့ကျွန်တော်ဥရောပတစ်ဖက်မှာရှိတဲ့ဘာသာကြပုံကူတွေကိုထိန်းချုပ်ဖို့ပြန်ပြီးတော့မှနှင်ထုတ်ဖို့နောက်အစ်စ်လာမဲ့လူတွေကိုလည်းလက်မခံဖို့အဆင့်ထိဖြစ်လာတာနောက်တစ်ခုကထင်ရှားတာလေးပေါ့လေ ကျွန်တော်တို့အမေရိကန်ပြည်ထောင်စုမှာ Charlie Cat အသက်ခံပါတယ် Charlie Cat ကအသက်မခံမိမှာသူကဘာအင်တာဗျူးလေးတစ်ခုလုပ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့မှအစ္စလမ်ဘာသာဝင်တဦးနဲ့ကျွန်တော်တို့အင်တာဗျူးလေးလုပ်ပါတယ်လုပ်တဲ့အချိန်မှာ Prophet Muhammad အကြောင်းလေးမေးရပြုတ်တာလေးရှိခဲ့တာပေါ့လေရှိခဲ့တော့ကျွန်တော်တို့လေ့လာသုံးသပ်ရတော့ဟိုအစ္စလမ်ဘာသာဝင်ကလည်းအမှန်တိုင်းဖြေပါတယ် Prophet Muhammad နဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဖြေတယ် အဲ့တော့ interview လေးတစ်ခုမှာဖြေတဲ့လူရောမေးတဲ့လူရောဘာမှပြဿနာမရှိခဲ့ပေမဲ့ပြင်ပကြည့်တဲ့လူတွေကဘလို့စိတ်ကူးပေါက်လာလဲတော့မသိဘူးနောက်ဆုံးခြာလီကတက်ခံလာတယ်ခြာလီကတက်ခံဟုတ်ပြီနော်နောက်တစ်ခုကလည်းတခြားသောကျွန်တော်တို့ဘာသာရေးနဲ့ဆက်ဆိုင်တဲ့ဖခင်အကြောင်းတွေဂျူးဖခင်အကြောင်းတွေမှာလည်းလူတနတ်တိန်နဲ့ဝင်ပစ်တာတို့ဘာတို့ဖြစ်လာဖြစ်လာတော့ ျွန်တော်တို့လေ့လာတဲ့နေရာမှာကဘာပေါ်မှာရှိတဲ့အစ္စလမ်ဘာသာဝင်ဒိုင်းဟာဒီလိုစိတ်သဘောထားမျိုးရှိကြတာမဟုတ်ပါဘူးကျွန်တော်လည်းအစ္စလမ်ဘာသာဝင်တော်တော်များများနဲ့ထိတွေ့ဆက်ဆံခဲ့ပူပါတယ်အာကျွန်တော်အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာကျွန်တော်သုံးနှစ်နေခဲ့တယ်တွေ့တဲ့လူတွေအားလုံးကကျွန်တော်နှုတ်ဆက်တယ်နှုတ်ဆက်လို့ရှိရင်ကျွန်တော်နှုတ်ဆက်လို့ရှိရင်ကျွန်တော်အစ္စလမ်မာလီကွန်ဆိုကျွန်တော်ကလည်းမာလီကွန်ဆလမ်ကျွန်တော်ပြန်နှုတ်ဆက်တယ်တချို့ကလည်းကျွန်တော်အစ္စလမ်ဘာသာဝင်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်က လူသားချင်းချင်းတယောက်နဲ့တယောက်ယဉ်နီးနီးဖြစ်တဲ့အတွက်ကျွန်တော်တတိယပြန်နှုတ်ဆက်တယ်တချို့လူတွေလည်းကျွန်တော်ဟိုအစ္စလမ်ဘာသာကိုမျိုးထင်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလူသားချင်းချင်းအဲ့လိုထင်တာဖြစ်တဲ့အတွက်အစ္စလမ်ဘာသာဝင်အားလုံးကတော့အဲ့လိုသဘောထားမျိုးတွေမဟုတ်ပါဘူးအဲယဉ်ကျေးသိမ်မွေးတယ်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာနာခဲ့ဖြစ်တယ်တချို့ဆိုဂျကာတာမှာရှိတဲ့ကာတာတန်ယုံတို့အလာကူဝိတ်တန်ယုံတို့ကကျွန်တော်ခေါ်တယ်ကျွန်တော်နဲ့တွေ့ရတဲ့စကားတွေပြောတယ်ငွေကြေးတွေအကူအညီပေးကြပါ ်ပြီးတဲ့နေရာမှာသူတို့ပြောတဲ့သရဉ္ဇာလေးတခုဟာမင်းတို့နိုင်ငံမှာအတိဒုက္ခဖြစ်နေတယ်ငါတို့လူသားတွေပဲတဲ့ငါတို့လူသားချင်းချင်းစာနာထောက်ထားတဲ့အနေနဲ့ဘယ်ဘာသာကိုယ်ပဲဒီဖြစ်စေငါတို့ကူညီတော့ဒါဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်ပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့တလေးတစားနဲ့ခင်ခင်မင်းရင်းနေနေခဲ့ကြတာများပါတယ်များတော့အချို့သောအစွန်ရောက်ဘာသာကြားပုဂ္ဂိုလ်တွေရဲ့လှုပ်ဆောင်ချက်တွေဟာဒေသခံပြည်သူတွေပေါ်နှောက်ယှက်ဖြစ်လာတာဖြစ်တဲ့အတွက်ဒါတွေကိုလည်းကျွန်တော်တို့ကတစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရှောင်ရှားပြီးတော့မှစနစ်ကျနဲ့ပြန်လဲတက်မှတ်တဲ့လို့ထင်မြင်စပါတယ်။တချို့ကြတော့လဲကျွန်တော်တို့အခုသွားလာထိတွေ့ဆက်ဆံနေတဲ့ပတ်ဝန်းကျင်တွေမှာလူအားလုံးနဲ့တဟဇာတာဖြစ်ဖြစ်နေတဲ့လူတွေလည်းအများကြီးရှိကြပါတယ်။အဲတော့ဘာသာရေးဆိုတဲ့အအရှောင်ကြီးဖယ်ရှားလိုက်လို့ရှိရင်လူသားတွေအားလုံးဟာအဆင်ပြေပြေနေနိုင်မှာပဲဖြစ်ပါတယ်။အဲတော့အခုလက်ရှိဖြစ်တဲ့အခြေအနေမှာတော့ရည်ရချက်ရှိရင်စနစ်တကျနဲ့လှုပ်လာတာဖြစ်တယ်။ ဘာသာရေးအရာကျွန်တော်တို့တချို့သောငွေကြေးချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေကနေပြီးတော့သက်ဆိုင်ရာနိုင်ငံတွေကိုစိတ်ဝင်ထိုးပေါက်ထားတဲ့ငွေကြေးတုံးလာတဲ့တုံးလာပြီးတော့မှနောက်ဆုံးဘယ်လောက်အခြေအနေထိဖြစ်လာလဲဆိုတော့အဲကျွန်တော်ဆက်ဆက်ပြီးတော့ပြောရပါခုလသမကအဖွဲ့ကြီးကိုတော့ဝယ်ထားသလားဆိုတဲ့ဝေဖန်ကန့်ကွက်မှုတွေရှိလာပါတယ်အဲလိုရှိလာတာဖြစ်တဲ့အတွက်အခုလက်ရှိကျွန်တော်တို့နှစ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမှာ ဒေါ်နယ်ထရန့်ကကုလသမဂ္ဂရေကိုတော်တော်များများထောက်ပြပြောကြားသွားတာရှိပါတယ်ဆိုလိုတာကတော့တချို့နေရာတွေမှာထိရောက်မှုလုပ်ငန်းထိရောက်မှုတွေမရှိဘူးညညာချက်ထုတ်နေတယ်ဝမ်းနဲ့ကြေကွဲနေတယ်စိတ်မကောင်းဖြစ်ရတယ်အဲ့ဒီစာထုတ်တာနေတယ်ပြီးနေတယ်ဆိုတော့ပြောတာရှိပါတယ်အဲ့ဒီတော့ဘာကြောင့်ပြောတာလဲရခင်တော့ကျွန်တော်တို့ကုလသမဂ္ဂအတွင်းမှုချုပ်တွေဟာထိတိရောက်ရောက်နဲ့ကဘာပေါ်မှာပြဿနာကြီးဖြစ်လာပြီဆိုထိတိရောက်ရောက်ကျွန်တော်တို့ဖြေရှင်းတယ်ထိတွေ့တယ် ျွန်တော်မဝေးกว่าတော့ကာလာအတွင်းမှာပန်ကေးမွန်းရှိတယ်ကျွန်တော်မြန်မာနိုင်ငံဟူတန်ရှိတယ်အခြားသောဟာလာထရီဗီလီတို့ဒက်အာမာရှိုးတို့ဘူထရုစ်ကာလီတို့စသဖြင့်ကျွန်တော်ကုလသမဂ္ဂတွင်မှုကြိတ်တွေရှိတယ်ကမ္ဘာပြဿနာတွေမှာထိတိရောက်နေထိတွေ့နေဆွေးနွေးနေညှိနှိုင်းနေပြဿနာရက်တည်းရဲ့ဟာလာတင်းမမှုတွေရောပေါက်လောက်လို့တာဒါဖြစ်တယ်အဲ့တော့အဲ့ဖွဲ့စည်းရတော့မှခုနဘာသာကြားတွေကထိကျုပ်ထားပြီးတော့မှငွေတက်လာတာဖြစ်တဲ့အတွက်အချို့သော ကမ္ဘာနိုင်ငံတွေကဝေဖန်ထောက်ပြလည်းရှိပါတယ်အထူးသဖြင့်တော့အစ္စရေးနိုင်ငံကကျွန်တော်တို့လက်ရှိဂူလာတမ်ကအတွင်းမှုကျိုးဂူတာရက်စ်ကိုထုတ်ဖတ်ဖို့အချိန်နေတိပြောလာတာရှိတာပေါ့ရှိလာတော့ဥရောပဒေသအနေနဲ့တစဉ်အခြားသောဒေသတွေကိုလည်းကူးဆက်လာခြင်းမရှိအောင်ခုနပြောတဲ့အဆွန်ရောက်တဲ့လူပုဂ္ဂိုလ်တွေရဲ့အတွေးခေါ်အယူဆတွေကူးဆက်လာခြင်းမရှိအောင်သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့နိုင်ငံကောင်းဆောင်တွေတာဝန်ရှိတဲ့လူတွေပြည်သူပြည်သားတွေအားလုံးကလည်းစနစ်တကျ အသေးစိတ်နဲ့နေထိုင်သင့်တယ်လို့ထင်မြင်ဆပါတယ်။ဥရောပမှာဖြစ်တဲ့အကြောင်းရင်းကတော့ခုနအချိန်လွန်သွားတဲ့အစွန်ရောက် liberal ကိုပြန်ပြီးတော့မှထိန်းချုပ်နေရပြီဖြစ်ပါတယ်။သူတို့လည်းအခုကြတော့မှကြောချမှဓမြမန်းသိတဲ့အခြေအနေမျိုးထိရောက်လာတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့လူခွင့်ရေးရတခြားသောဒီမိုစီရှုထောင့်ရအဲကဘာပေါ်မှာကျွန်တော်တို့ကြဲကြဲလောင်လောင်နဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ဒီကိစ္စရက်တွေကိုလည်းအထူးသတိထားသင့်တယ်လို့လေ့လာ ်ဟုတ်တယ်ဟုတ်ကဲ့ပါဆရာနောက်ထပ်မေးချင်တာလည်းတော့မေပန်သမရအောင်နဲ့ထွန့်ရဲ့နေချင်းဆိုင်ရာလုံဆောင်ချက်လေးတွေကဘာအနားမှာစိတ်ဝင်စားဖို့များပြနေပါရဲ့ဆရာဒီအပိုင်းလေးကိုလည်းတင်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့တော်နယ်ထရန့်ရဲ့အမူဝါဒလေးလုံဆောင်ချက်တွေပေါ်ကဘာတွမ်းမှာ